ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အာကျွန်တော်ရဲ့ Facebook Page လေးကိုလည်း Like Follow Share လုပ်ပြီးမှအားပေးလို့ရပါတယ်ဆိုတဲ့အရာလေးကျွန်တော်တောင်းဆိုပါစေပြီးလို့ရှိရင်ကျွန်တော် YouTube Channel လေးကိုလည်း YouTube မှာတော်ရင်မှာအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါစေ။ဆိုတော့ဒီနေ့ပြန်လည်သုံးသပ်ပေးခြင်းနဲ့ပွဲတစ်ပွဲကတော့အာ Liverpool တက်နဲ့ Aston Villa ရဲ့ပွဲဖြစ်တယ်။ဒီပွဲကကျွန်တော်တို့အာဒီပတ်ပွဲရဲ့ဒီပတ်ဒီ Premier League ပွဲစဉ်တွေရအကောင်းဆုံးပွဲ အကောင်းဆုံးတော့ဒုတိယပွဲလို့လည်းပြောလို့ရတယ်အကောင်းဆုံးပွဲပွဲဖြစ်တယ်ဆိုတော့ဒီပွဲလည်းအရင်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်ဒါပေမဲ့ဒီပွဲကညံ့နေတယ်အာဒန်ဂရီနေမိနစ်၄နာရီမှာကစားမှာဖြစ်တယ်ဒန်ဂရီနေမိနစ်၄နာရီဆိုတော့ဒီမလေးရှားစံတော့ချင်းပေါ့နော်မိနစ်မိနစ်၄နာရီမှာစားမှာဖြစ်တယ်ဆိုတော့ဒီပွဲကလည်းအရင်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်ကျွန်တော်အာကျွန်တော်ဒီပွဲရဲ့အာပထမဆုံးအနေနဲ့အာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ငါးချင်းကိုပြန်လဲလေ့လာမဆွင်ဟတ်ထူဟတ်ကိုပြန်လဲလေ့လာမဆွင်ဒီနောက်ဆုံးငါးငါးပွဲမှာအာလီဗာပူးကနှစ်ပွဲနိုင်ထားတယ်သုံးပွဲတည်ကြထားတယ်ဆိုတော့အာလီဗာပူးကတော့အာအတာစီတော့ရထားတယ်တော့ပြောလို့ရတယ်ဒါပေမဲ့သုံးပွဲတည်ကြတယ်ဆိုတော့အနေထားတော့လွယ်တော့မလွယ်ဘူးအာဒီပွဲကလည်းဒီအာနောက်ဆုံးရင်းတော့တွေ့ခဲ့ငါးပွဲမှာလည်းအာဆွန်ဘီလာလည်းတကယ်ခေတူမဟုတ်ဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့အခုလက်ရှိသူတို့ ငါဘွဲကစားခဲ့တယ်လီဗာပူးကနောက်ဆုံးငါဘွဲကစားခဲ့တဲ့ပွဲမှာကနောက်ဆုံးငါဘွဲမှာတပွဲပဲနိုင်ထားတယ်ဆိုတော့အာလီဗာပူးကဒီအော်တိုဘာလာမှာ6ပွဲကစားတယ်6ပွဲကစားချိန်မှာအာနိုင်ပွဲတပွဲပဲရှိထားဆိုတော့လီဗာပူးကတော်တော်လေးအဆူအခြေအနေဆိုးတယ်ဆိုတော့အနေထားရတော့သူတို့ပြန်လဲယုံထလာဖို့အရန်ခက်ခဲတဲ့အနေထားမှာရောက်နေတယ်ဆိုတော့ကစားရမယ့်လေအခုအခုချိန်မှာဆိုရင်သူတို့စိတ်တက်လဲကြနေတယ်စိတ်တက်ရလဲပြည့်စည်နေတယ်သူတို့စီးလုံးမှုလဲ ပျို့ခွက်နေတော့ကျွန်တော်တို့မြင်တယ်ဆိုတော့အာလီဗာပူးကပြန်လည်ဖို့အတွက်ကမ်ပတ်လုပ်ဖို့တက်ကတော့နည်းအချင်းအတိုင်းကတခုထိတော့ပြန်ယူရမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့လီဗာပူးကအခုအချိန်မှာတော့လုံးဝအချင်းမကောင်းဘူးအချင်းတော့ဆိုးနေတယ်ဆိုတော့အဲဆောမီလာကသူတို့နောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာတပွဲပဲဆုံးထားတယ်၄ဘွဲနိုင်တယ်လက်ရှိဖော်မရဆိုတော့အာလီဗာပူးထက်အဲဆောမီလာကောင်းနေတယ်ဆိုတော့နော်ဒီဘွဲမှာကျွန်တော် အနစ်စလောကတော့ loss ပြီးအောင်ရောက်နေတယ်အနစ်စလောနဲ့လီဗာပူးအတင်းသားတွေအားလုံးကပြီးအောင်ရောက်နေတယ် break တက်တွေရဲ့လက်ညှိုးထိုးဝေဖန်မှုတွေခံရတယ်ဆိုတော့ဒီပွဲအကောင်းဆုံးပြန်လာနိုင်ရင်တော့ကောင်းတယ်အင်ပွဲအင်အင်ကွမ်ပွဲဖြစ်တော့အာဆိုတော့ဒီနေ့ပေါ်လုံးရာဒီမှာ Premier League club တွေထဲမှာ Liverpool ကစံချင်းကင်ကြောင်းဆွေကြီးတုံးထားတာတန်း300ကျော်တုံးထားတာဆိုတော့300ကျော်ကျော်တုံးထားတော့ ဆုံးဘက်တွေ့တာနဲ့ဒီနေ့ပေါင်းရစီမှာတုံးထားတဲ့ငွေကြေးအငွေအမောက်တွေကတို့အတွက်ဖြစ်အပြန်ဖြစ်ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့လီဗာပူးကဒီပွဲကိုအင်ကွက်မှာအကောင်းဆုံးတော့တုံးပြန်ပြီးမှအကောင်းဆုံးပြန်နိုးထလာမလားနိုင်ပွဲပြန်လဲရရှိပြီးမှဒီပွဲအဆိုင်မှာပဲဒီနိုင်ပွဲတောက်ရှော့ပြန်ရမလားဆိုတော့ကျွန်တော်ဆက်လက်ပြီးမှစောင့်ကြည့်ရမယ်အာခုလောဆယ်တော့လီဗာပူးကတော့လုံးဝအခြေအနေမကောင်းဘူးအရင်တော့ဒီလီဗာပူးဖန်တယောက်ဖြစ်တဲ့ဂျိုယီဂျိုယီက မန်ချက်စတာယူနိုက်တက်ကတဲ့ငါးပွဲနိုင်လို့ရှင်ပြောတဲ့ကျွန်တော်ဂျိုီတယောက်ထည့်ပြောတယ်ငါးပွဲမနိုင်စရာဘူးလို့ပြောတယ်เนาะအခု loss ရဲ့အခု loss ရဲ့ဟာလီဗာပူးကတလာလုံးလုံးမှာ6ပွဲကနေတပွဲပဲနိုင်ထားတယ်ဆိုတော့အခြေအနေကတော့ပြောင်းပြန်နေဖြစ်နေတယ်ဒီတရားတော့ကျွန်တော်ဟာတာအနေနဲ့ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ loss ရဲ့လီဗာပူးကတော့အခြေအနေမကောင်းဘူးဆိုတော့เนาะအက်စတိုမီလန်ကတော့တကယ်ကောင်းတယ်အက်စတိုမီလန်လည်းတကယ်ဒီမိုကောင်းတဲ့အတင်းတင်းဖြစ်ပြီးတော့ အာ unite emery ကတကယ်ကိုသူ့အတင်းကို ကောင်းဆုံးအာ control လုပ်နိုင်တယ်အကောင်းဆုံးတော့စုဖွဲ့မှုနဲ့သူကကောင်းဆုံးဆက်ဆက်နေတယ်ဆိုတော့ဒီဘက်ကအာ liverpool တက်အရင်ခက်ခဲတယ်ပွဲပွဲဖြစ်တယ်ဒီနိုင်ပွဲသူ့အတင်းကအခက်တွေ့နေတဲ့အချိန်မှာသူ့အတင်းကတကယ်လို့ကခက်ခဲနေတဲ့အချိန်မှာနိုင်ပွဲရဖို့အရင်ခက်နေတဲ့အချိန်မှာဒီလို aston villa လို့အတင်းမျိုးနဲ့တကယ် team ကကောင်းတဲ့အတင်းတွေနဲ့လာတွေ့ရလဲသူ့တွေကတကယ်ခဲနေတဲ့ပွဲပွဲဖြစ်တယ်ဆိုတော့ဒီဘက်မှာလည်း liverpool ကပဲ ယုံထပြီးမှဒီဘက်မှာအနိုင်ရရှိသွားမလားဆုံးပွဲတွေထက်ကနေပြန်လဲနိုးထလာမလားဒါမှမဟုတ်ဆက်လက်ပြီးမှပဲဆုံးပွဲတွေ့ကြုံသွားမှာဆိုရင်တော့စောင့်ကြည့်ရမယ်အဲဆွမ်မီလာတော့အဝေးကမှအကောင်းဆုံးတံပြန်တိုက်စစ်နဲ့ပဲအကောင်းဆုံးပြင်ဆင်လာမယ်လို့ညွှန်လဲနေထင်တယ်ဆိုတော့ဒီအူနိုက်အမေရိကလုံးဝခေတူမဟုတ်ဘူးသူကလည်းဒီအရန်ဒီပရီးမီယာလိရဲ့အကြောင်းကိုကောင်းကောင်းသိတယ်လီဗာပူးအကြောင်းကိုကောင်းကောင်းသိတယ်ဆိုတော့သူကလည်းအကောင်းဆုံးပြင်ဆင်လာမယ်ဆိုတော့ဒီဘက်ကလည်းအရန်ကြည့်ကောင်းမယ်ပိုစတီဗ်ဘက်ဖြစ်တယ်လီဗာပူးပရိတ်တက်တွေအနေနဲ့တော့ ဒီဘွဲနိုင်ပါစေဒီဘွဲနဲ့ဆိုင်မပြန်နိုင်ပါစေလို့ဆူတောင်းရမယ်ပွဲတဲ့ပွဲအာဆူတောင်းရမယ်ပွဲတဲ့ပွဲဖြစ်တယ်ဆိုတော့ဒီဘွဲလည်းညတော့ရန်နေတယ်အာတိုင်းကလေးနေ့အာမနေ့၄နာရီဆိုတော့တောင်းတန်းယုံဖန်နေဒီအာတောင်းတန်းဖန်နေတော့ကြည်နိုင်မှာမဟုတ်တကယ့်ဟိုကျွန်တော်တို့လို့တကယ့်ဘောလုံးကိုချစ်မြတ်နိုင်မှာတကယ့်ဘောလုံးကိုဆွဲလန်းတဲ့လူဆိုတော့ကြည်နိုင်မယ်လို့ပြောနေတယ်ဆိုတော့ ပတ်ပရီးမီးယားလိပွဲထဲမှာအကောင်းဆုံးသောပွဲပွဲဖြစ်တယ်။အားကြောင့်ဒီပွဲလည်းအရင်ကြီးကောင်းမဲ့ပွဲပွဲဖြစ်လို့ဘလို့ရက်လာထွက်သွားမလဲဆိုတော့ကျွန်တော်အဆောင်ကြည့်အောင်ဆိုတော့ဒီပွဲကတော့ကျွန်တော်အနေနဲ့တော့အချင်းမြောင်းတဲ့ရက်လာနဲ့ပဲ2-1လို့1-0လို့တားမွန်တဲ့တူတူလို့ဒေကျသွားနိုင်တဲ့ပွဲပွဲလို့ကျွန်တော်မြင်တယ်။ဆိုတော့ဒီပွဲကလည်းကျွန်တော်ဘလို့ရက်လာထွက်ထွက်လာမလဲဆိုတော့ကျွန်တော်ညီကွေနဲ့ကျွန်တော်ဆက်လက်ပြီးမှအဆောင်ကြည့်အောင်ဆိုတာအာကျွန်တော်ပြောကြချင်ပါတယ်ကျွန်တော်ရဲ့ပွဲကြိုတုံ့နှချက်လေးကိုဒီမှာပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်